မိမမိမလို့မနေဘူးလို့အဲမိန်းကလေးလူနေဘလို့ဖြစ်မှာလဲညာလို့ဖြစ်မှာလဲအဲ့လိုမျိုးလေးပေါ့ပြောရပါတချို့ဆိုဟိုမမတ်ရရန်စကလုံးရောင်ပါတယ်အခုချိန်မှာကျွန်တော်ဒီပုံစံနေရာကိုကျွန်တော်ကိုယ့်ဘာသာကိုကျွန်တော်နောင်တော့မရအောင်ဘာဖြစ်လဲဆိုတော့ဒီပုံစံဖြစ်အောင်လဲကိုယ့်ဘာသာကိုပဲဒါဖန်တီးဖန်တီးခဲ့တာဆိုတော့နောင်တော့မရအောင်အဲ့တော့ကျွန်တော်နာမရှိတဲ့လူပေါ့နော်ကျွန်တော်တငယ်ချင်းတွေကျွန်တော်မိသားစုတွေကျွန်တော်ချစ်ရတဲ့သူတွေအကုန်လုံးကဒါလက်ခံရပြီ ျွန်တော်ကလူတိုင်းနဲ့ပေါင်းအောင်မှာမဟုတ်ဘူး။ဒါကျွန်တော်အတိုင်းအတိုင်းဝိုင်းလေးနဲ့ကျွန်တော်လောက်လောက်လူတွေပေါင်းရတာဘာဖြစ်လို့လဲကျွန်တော်အတိုင်းအတိုင်းလူတွေလက်ခံတယ်။ကျွန်တော်အတိုင်းအတိုင်းလူတွေကျွန်တော်ချစ်တယ်။ဒါဆိုကျွန်တော်တို့အဆင်ပြေပြီကွာ။ကိုကအစိုးရယောက်ျားလေးကြီးထင်တာကိုယောက်ျားလေးနဲ့ရှင်တဲ့ခါကျတော့အကောင့်တအားသေးနေလို့အဆင်မပြေဘူး။အဲအဲ့အားကြောင့်မို့ကိုကဆော့တာပေါ့။ပတ်ဝန်းကျင်ကစကားကိုအရင်ကတော့အရန်လိုက်ယူပဲကွာ။အရန်ဆိုကျွန်တော်တို့ဥပမာအင်တာဗျူးတစ်ခုတက်လာလို့ကွန်မန့်တွေကစား like ဖတ်တယ် ဖတ်ပြီးရင်လိုက်ပြီးခံစားပြီးတော့ပြန်လာထမင်းမစားနိုင်ဟင်းမစားနိုင်အဲ့လိုမျိုးဖြစ်တဲ့ဟာအရာမျိုးတွေရှိတယ်။နောက်ပိုင်းကျတော့ထုံသွားပြီလေနော်။ထုံသွားပြီဆိုတော့တို့လည်းပြောချင်တာပြောပေါ့နော်။အဲ့တော့ကိုလည်းကိုလို့ချင်တာကိုလို့ပါလား။အကောင့်တအားညံ့ရင်လေကျွန်တော်တို့ကအစိုးရမှာအရက်ကလည်းမရှိပါဘူးဆိုမှအကောင့်ညက်ပြန်တော့လေဟိုလူမလေးခွေးမလန့်ပေါ့နော်အဲအဲ့လိုမျိုးဖြစ်မှာဆိုလို့အမှန်တော့ဆော့တာအမှန်တော့လေဟိုအရန်ကြီးဟိုအဲဘယ်လိုပြောမလဲအရန်ဖလာကြီးဇာကြီးနဲ့အဲ့လိုဖြစ်ချင်လို့မဟုတ်ဘူး ်နည်းနည်းလေးလူလူနည်းနည်းလေးထအောင်လို့အမှန်တော့ဆော့ဆော့တာပါပဲဟုတ်အဲ့တော့အမှန်တမ်းပြောရင်တော့သိရမလားချစ်တဲ့မျိုးလုံးနဲ့ကျင်တော့ကိုကကိုယ့်အကိုပိန်ပဲပိန်ပိန်ဝါပဲဝါဝါဟိုတောင်းတောင်းမတောင်းတောင်းကိုကတော့ချစ်ကြပဲအကယ်လို့မချစ်တဲ့လူကြည့်တော့လေမချစ်ဘူးပေါ့လေနော်ကိုဘာပဲလဲအဓိကတော့လေဟိုကိုကသာကိုကောင်းတာပဲလှုပ်လှုပ်မကောင်းတာပဲလှုပ်လှုပ်ချစ်တဲ့လူကချစ်တယ်မချစ်တဲ့လူကမချစ်ဘူး ိကတော့အဲ့ဒါပါဟုတ်ဟိုယောက်ျားလေးနဲ့ပေါ့နော်ယောက်ျားလေးနဲ့ရှင်တော့ကိုကအစိုးရယောက်ျားလေးကြီးထင်တာဟိုယောက်ျားလေးနဲ့ရှင်တဲ့ခါကျတော့အကောင့်တအားသေးနေလို့အဆင်မပြေဘူးအဲ့အဲ့ဟာကြောင့်မို့ကိုကဆော့တာပေါ့ပတ်ဝန်းကျင်ကစကားကိုအရင်ကတော့အရန်လိုက်ယူပဲပေါ့အရန်ဆိုကျွန်တော်တို့ဥပမာအင်တာဗျူးတစ်ခုတက်လာလို့ကွန်မန့်တွေကစား live ခတ်တဲ့ ဖတ်ပြီးရင်လိုက်ပြီးခံစားပြီးတော့ပြမလားထမင်းမစားနိုင်ဟင်းမစားနိုင်အဲ့လိုမျိုးဖြစ်တဲ့ဟာအရာမျိုးရှိတယ်။နောက်ပိုင်းကျတော့ထုံသွားပြီလေနော်။ထုံသွားပြီဆိုတော့တို့လည်းပြောချင်တာပြောပါတော့။အဲ့တော့ကိုလည်းကိုလို့ချင်တာကိုလို့ပါတယ်။ဩအဓိကဆိုတာဒီပြောတာပေါ့ဒီကျွန်တော်တို့ဒီဖြစ်တည်မှုနဲ့ပတ်သက်တဲ့အရာတွေပြောတာပေါ့။မိမမိမလို့မနေဘူးလို့အဲမိန်းကလေးလူနေဘယ်လိုဖြစ်မှာလဲညာလို့ဖြစ်မှာလဲအဲ့လိုမျိုးလေးပေါ့။ပြောတာပေါ့တချို့ဆိုဟိုမမတ်ရိုင်ရိုင်စကားလုံးတွေအောင်ပါတယ်။အခါကြရင်တော့ကျွန်တော်ပြင်ပြန်ဆွာတယ်။ ။နည်းနည်းတော့ကျွန်တော်လည်းပြန်ဆွာတယ်အခါထားတယ်။ကြာကြာပြီပေါ့ကြာပြီကြာပြီဆိုတာလေဟိုအခုကျွန်တော်တို့ဆိုရှယ်မီဒီယာတွေစပြီးတော့ခက်စားလာတဲ့အချိန်ကလေးရပေါ့လေ။အဲအဲ့လိုမျိုးဟိုဝေဖန်ကြတာပေါ့နော်။ဝေဖန်တဲ့လူတွေကြလည်းဝေဖန်တဲ့ပိုင်းကတော့တတ်တတ်ပေါ့။အဲအားပြည့်လူတွေကြလည်းအားပြည့်လူတွေတတ်တတ်ပေါ့။ဟုတ်အခုချိန်မှာကျွန်တော်ဒီပုံစံနေရအောင်ကျွန်တော်ကိုပတ်တာကိုကျွန်တော်နောက်နောက်မရအောင်ဘာလို့လဲဆိုတော့ဒီပုံစံဖြစ်အောင်လဲကိုပတ်တာကိုပဲဒါဖန်တီးဖန်တီးခဲ့တာဆိုတော့နောက်နောက်မရအောင် အဲ့တော့ကျွန်တော်နာမည်ရှိတဲ့လူပေါ့နော်ကျွန်တော်တငယ်ချင်းတွေကျွန်တော်မိသားစုတွေကျွန်တော်ချစ်ရတဲ့သူတွေအကုန်လုံးကဒါလက်ခံရပြီအဲ့တော့ကျွန်တော်ကလူတိုင်းနဲ့ပေါင်းအောင်မဟုတ်ဘူးကျွန်တော်အတိုင်းဝိုင်းလေးနဲ့ကျွန်တော်လောက်လောက်လူတွေပေါင်းရတာပါဖြစ်တော့ကျွန်တော်အတိုင်းဝိုင်းလူတွေလက်ခံတယ်ကျွန်တော်အတိုင်းဝိုင်းလူတွေကျွန်တော်ချစ်တယ်ဒါဆိုကျွန်တော်တို့အဆင်ပြေပြီကွာအဲ့လိုတလောကလုံးကပြောတဲ့စကားတွေကအကုန်လုံးကကျွန်တော်လိုက်ပြီးခံစားနေရမယ်ဆိုတော့ကျွန်တော်နေဇာတ်နေရာရှိမှာမဟုတ်တော့ဘူးနော်အဲ့အနောက်မှာကျွန်တော်တငယ်ချင်းတွေပေါ့နော်ကျွန်တော်တငယ်ချင်းတွေကျွန်တော်မိတ်ဆွေတွေအကုန်လုံးကတော့ကျွန်တော်ကအများကြီးစိတ်ကောင်းတာပေးကြတယ် တော့မှန်လားပြောရင်ဖြစ်တည်မှုနဲ့ပတ်သက်ပြီးတော့အခုချိန်ထိကျွန်တော်စိတ်တက်ကြတာမျိုးကျွန်တော်မရှိဘူးအခြားအမှုမှာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးဖြစ်ဖြစ်ပါပြီအဲ့လိုစိတ်တက်ကြတဲ့အခါမျိုးကြာရင်အနားမှာအဲကျွန်တော်ချစ်ရတဲ့သူရှိတယ်ကျွန်တော်မိသားစုတွေရှိတယ်တငယ်ချင်းတွေရှိတယ်အဲသူတို့ရဲ့အားပေးစကားနဲ့ပဲဒီလိုပဲအဆင်ပြေသွားတာမဟုတ်ဘူးအာဘယ်လိုနေထားလဲဆိုတော့အရင်လည်းကျွန်တော်မကြည့်ချင်အရင်လည်းမကြည့်ချင်အရင်ပိန်ညောင်နေရဆိုတော့ပိန်ညောင်နေရအဟာမျိုးလည်းကျွန်တော်မဖြစ်ချင်ဘူးပေါ့နော်ဟိုအရက်ရှင်ရင်တော့ ်အကယ်၍ကျွန်တော်သာအရက်ရှင်တော့ကိုထူအောင်တို့အဲတို့တော့ကိုတိုင်ရုံတို့တို့လိုဖြစ်ချင်တာအရက်ရှိခဲ့ရင်အရက်ကရှိမနေဘူးွယ်ရှိမနေတော့ကို့အရက်နဲ့မှတို့လောက်တလားလောက်အကြီးသွားဆော့လိုက်ရင်ကျွန်တော်ကငငယ်တော့ကျွန်တော်လိမ့်နေကြလို့မျိုးအဲ့လိုပြုတ်ကွက်ကွက်ကျွန်တော်ဖြစ်သွားမှာဆိုတော့ဒါအဆင်မပြေဘူးဆိုတော့အဲကို့အရက်ကလေးနဲ့အဲကို့နည်းနည်းလေးရှိပြီဆိုတာကျွန်တော်တို့အဆင်ပြေပြီပေါ့ဟုတ်ကြောက်တယ်ကျွန်တော်ကတီကိုခုတော့ရက်ရှိသေးတော့ရောင်းနေကြတာပဲဒါပေမဲ့ရှိမှလည်းမဟုတ်တော့ဘူးလीနော်ဒီတက်ရောက်ပြီဆိုတော့စတိကြောင့်ထဲမှာပဲရာကျွန်တော်ခန္ဓာကအတက်လွယ်ကြလွယ် အဥမာဟိုဥမာပေါ့ဂျင်လုံးကဖြတ်လိုက်တယ်အဖြတ်လိုက်ဖြတ်လိုက်တဲ့ခါကျရင်ကျွန်တော်အဲ့လိုချက်ချင်းဝါတက်လာမဆယ်ရက်လောက်ဆိုတော့ချက်ချင်းဝါတက်လာပြီးရင်ပြန်ချရင်လည်းအဲ့လိုဆယ်ရက်လောက်ပဲတက်လို့အကြလို့တော့မြန်ဟုတ်ပါဘူးဟုတ်ကဲ့